ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့စောင်းပါတပုတ်ကတော့ကုမိုးမြင့်ရေးသားတဲ့အတုရောင်ရွေးကောက်ပွဲနဲ့အကျန်းဖက်အာနာသိန်းစစ်တပ်ကိုတရားဝင် ဖြစ်စေဖို့ကြိုးပမ်းခြင်းဆိုတဲ့စောင်းပါတပုတ်ပဲဖြစ်ပါတယ်ဒီကနေ့မြန်မာနိုင်ငံမှာအကျန်းဖက်အာနာရှင်အဖွဲ့ကကျင်းပဖို့ကြိုးပမ်းတဲ့ရွေးကောက်ပွဲဟာစစ်တပ်ရဲ့အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေကြောင်း ဟန်ဆောင်ရည်ရွယ်တဲ့အတုယောင်ရွေးကောက်ပွဲ ရှန်လေရှင်တစ်ခုဖြစ်နိုင်ငံတကာတိုင်းပွိုင်းနဲ့ပြည်သူလူထုတွေကပြက်ပြက်သားသားရှုတ်ချနေကြပါတယ်။စူပါရွေးကောက်ပွဲဟာဒီမိုကရေစီ လုပ်ငန်းစဉ်ရဲ့အခြေခံစံနှုန်းများဖြစ်တဲ့လွတ်လပ်မှုတရားမျှတမှုနဲ့ပွင့်လင်းမြင်သာမှုတို့လုံးဝကင်းမဲ့နေတဲ့ဆိုတဲ့အချက်လက်များစွာကပေါ်ပြနေပါတယ်။ မြူသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင်ပါတီကြီး40ခန်းကိုဖျက်သိမ်းခဲ့ပြီးအတိုက်ခံခေါင်းဆောင်များအားလုံးနီးပါးဖမ်းဆီးထောင်ချထားခြင်းတိမ်းရှောင်နေရခြင်းတို့ကြောင့်အကြမ်းဖက်တပ်ရဲ့လက်ဝေခံပြည်ထောင်စုကြန့်ခိုင်ရေးဖွံ့ဖြိုးရေးပါတီ USDPD သာလျှင်တနိုင်ငံလုံးအတိုင်းတာနဲ့ဝင်ရောက်ရှင်ပြိုင်နိုင်တဲ့အခြေအနေဖြစ်နေပါတယ် ဒေါန်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသား2000ကျော်ချုပ်နှောင်ဖမ်းဆီးခံထားရပြီး၎င်းတို့လွတ်မြောက်ခြင်းမရှိဘဲမီဒီယူပေါ့ရွေးကောက်ပွဲကိုမျှယုံကြည်နိုင်စရာမရှိပါဘူးမြန်မာနိုင်ငံရဲ့30ရာခိုင်နှုန်းကန့်ကူတာအကြမ်းဖက်စစ်ကောင်စီကလုံးဝနှိပါထိန်ချုပ်နိုင်တဲ့အခြေအနေမှာ အစ်စ်မန်ရွေးကောက်ပွဲကျင်းပရန်မဖြစ်နိုင်ပါဘူးပြိပကွာဖြစ်ပွားနေတဲ့နေရာများမှာ မဲပေးပိုင်ခွင့်ကိုဖျက်သိမ်းခြင်းသို့မဟုတ်ပိတ်ပင်ခြင်းတို့ပြုလုပ်ထားပြီးအဲ့ဒါဟာပြည်သူလူထုရဲ့ကိုစားပြုမှုကို ထိခိုက်စေပါတယ်စစ်တမ်းနဲ့နှိစက်တဲ့ပါတီများ အကျိုးဖြစ်ထွန်းစေဖို့အတွက်မဲဆန္ဒအလိုက်ရွေးချယ်တဲ့စနစ် first past the post မှာအချိုးကျကိုစားပြုစနစ် proportional representation ကို ပြောင်းလဲခြင်းဟာအတိုက်ခံမဲများကိုအစိတ်စိတ်အမွှားမွှားကွဲပြားစေပြီးအကျန်းဖတ် ်တက်နောက်ခံပါတီ USDB အနေငယ်သာထောက်ခံမှုနဲ့အမတ်နေရာရရှိစေဖို့အတွက်ရည်ရွယ်ခြင်းဖြစ်ပါတယ်။ဤရွေးကောက်ပွဲမှာစစ်တပ်လက်ဝေးကမဟုတ်တဲ့ NLD နဲ့ဆက်ဆက်မှုမရှိတဲ့နိုင်ငံရေးပါတီငယ်တချို့ပါဝင်လာခြင်းဟာအကြံပတ်စစ်ကောင်စီကဤ ါတီငယ်တွေကိုရွေးကောက်ပွဲမှာပါဝင်စေခြင်းနဲ့ပါတီစုံဒီမိုကရေစီကို အကောင့်ထဲဖော်နေကြောင်းဟန်ပြလူချင်းပဲဖြစ်ပါတယ်။၎င်းဟာပြည်သူများရဲ့ဒီမိုကရေစီလူလားတဲ့စိတ်ဓာတ်တွေကိုစိတ်စိတ်မှွားမှွားကွဲပြားသွားစီဖို့ကြီးရွယ်ပါတယ်။တချို့ဟာစစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့်ဓမ္မမုတ်နိုင်ငံရေးနယ်ပယ်မှာ၎င်းတို့ခြေကုပ်ရယူထိမ့်သိမ်းရန်အတွက်မဲဆန္ဒနဲ့ နဲပတဲ့နေရာများမှာဝင်ရောက်ရှင်ပြိုင်ကြပါတယ်။တချို့ပါတီငယ်တွေကတော့ဆီယနာရှင်ကိုစန့်ကျင်ဖို့တိုက်ရိုက်နီလန်းမရှိတော့တဲ့အခါပါလီမန်လမ်းကြောင်းကိုအနှဲငယ်မြစုပ်ကင်ထားလိုတဲ့ရွေကျယ်လဲရှိနိုင်ပါတယ်။ပါတီငယ်များဝင်ရောက်ရှင်ပြိုင်ခြင်းဟာရေကောက်ပွဲရဲ့တရားဝင်မှုကိုလုံးဝအာမခံနိုင်ခြင်းမရှိပေမဲ့စစ်တပ်အနေနဲ့ပြည်သူများရဲ့သဘောထားကွဲလွဲမှုကိုအတုံးချဖို့အခွင့်အရေးဖြစ်လာပါတယ်။ သို့တော်၎င်းတို့ရွေးကောက်ပွဲမှာနေရာရရှိခဲ့ရင်တော့အကျန်းဖတ်တက်ရဲ့25ရာဂိုင်းနှုန်းကိုယ်စလဲများရှိနေတဲ့အတွက်အစိုးရအဖွဲ့မှတကယ်အာဏာရှိမှမဟုတ်ပါဘူးမြမရင်းနဲ့ပတ်သက်လို့အဓိကသက်ဆိုင်တဲ့အိန္ဒိယနိုင်ငံများနဲ့အာဆီယံအဖွဲ့အစည်းတွေဟာလေသဘောတူညီချက်၅ချက်ကို ချမှတ်ထားပေမဲ့အကျန်းဖတ်စစ်ကောင်စီကလိုက်နာခြင်းမရှိဘဲဤအတူရောင်ရွေးကောက်ပွဲကိုကျင်းပဖို့ ကျိုးပန်းနေခြင်းဟာအဖွဲအစည်းကိုကြီးမားစွာဒုက္ခပေးနေတဲ့ပုံရှိပါတယ်။အင်ဒိုနီးရှား၊မလေးရှား၊စင်ကာပူကဲ့သို့ဒီမိုကရေစီရေလိုလားတဲ့နိုင်ငံများကအကြမ်းဖက်စစ်ကောင်စီကိုပြင်းပြင်းထန်ထန်ဝေဖန်ပြီးရွေးကောက်ပွဲကိုလက်သင့်မခံကြောင်းသဘောထားပေးကြပါတယ်။ထိုင်းလာအိုကမ္ဘောဒီးယားကဲ့သို့နိုင်ငံများကမူပြည်တွင်းရေးမဆွတ်ဖက်ရေးမူကိုကင်ဆွဲပြီး အကြံဖက်စစ်ကောင်စီနဲ့ဆက်ဆံရေးကိုလုံးဝမဖြတ်တောက်ပဲအသင့်အတင့်ဆက်ဆံနေကြပါတယ်။အာဆီယံတွဲမြမအရေးဟာလူသားချင်းစာနာထောက်ထားမှုအကျက်တဲဒေသတွင်းမတည်ငြိမ်မှုကိုဖြစ်စေသောကြောင့်စိုးရိမ်ပူပန်နေကြပါတယ်။သို့သောတရုတ်နိုင်ငံရဲ့ဩဇာလွှမ်းမိုးမှုနဲ့အတူအာဆီယံဟာထိရောက်တဲ့အရေးယူမှုများကို ပြုလုပ်ဖို့အားနည်းနေစေပဲဖြစ်ပါတယ်။ ဒေတာတွင်ဩဇာအကြီးဆုံးဖြစ်တဲ့တရုတ်အိန္ဒိယတို့ရက်တီချက်ဟာအလွန်ရေးပါပြီး၎င်းတို့ချိကပ်ပုံမှာအခြေခံအဖြစ်ကွဲပြားပင်မဲ့လက်တွေ့ကြတဲ့ကိုကျူးစည်းဝါးတွေကိုအခြေခံထားတာကိုတွေ့ရပါတယ်တရုတ်နိုင်ငံဟာမြန်မာနိုင်ငံမှာ၎င်းရဲ့ဗျူဟာမြောက်စည်းဝါးရေးစိတ်ဝင်စားမှုများကိုအဓိကထားပြီးနိုင်ငံရေးစနစ်မိတို့ပင် ပြောင်းလဲပါစေမိဒီအဖွဲ့အစည်းနဲ့မဆိုဆက်ဆံရေးတည်မြဲဖို့ ဦးစားပေးပါတယ်အဓိကကတော့ပြည်တွင်းရေးမဆွတ်ဖက်ရေးမူကို ခိုင်မာဆွဲကင်ထားပါတယ်မြန်မာရေးကိုပြည်တွင်းရေးဖြစ်တတ်မှတ်ပြီးနိုင်ငံတကာကဖိအားပေးခြင်းကိုတရုတ်ဟာစန့်ကျင်ပါတယ်တရုတ်ဟာမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုတိုက်ရိုက်ထောက်ခံခြင်းဓမ္မမုတ်ရှုတ်ချခြင်းမပြုလုပ်ဘဲတိတ်ဆိတ်စွာစောင့်ကြည့်နေမဲ့သဘောထားရှိပါတယ်စစ်တပ်ကကျင်းပတဲ့ရွေးကောက်ပွဲဟာတရုတ်ရဲ့ယင်းနှိမ့်မြုံနှံမှုများနဲ့ နေဇတ်ဒေတာတည်ငြိမ်ရေးကိုထိခိုက်မှုမရှိဘူးဆိုလျင် လက်တွေအားဖြင့်အတိမတ်ပြုမဲ့လမ်းကြောင်းကိုရွေးချယ်ထားပါလေမြမကန်းလွန်မရေငံနဲ့တဘာဝတန်းဝင်များကိုတရုတ်နိုင်ငံယူနန်ပြည်နယ်ကိုပို့ဆောင်ပေးတဲ့မဟာဗျူဟာမြောက်ပိုက်လိုင်းများလုံခြုံရေးဟာအဓိကဦးစားပေးဖြစ်ပါလေတရုတ်ရဲ့ရေဝန်းနဲ့လမ်းကြောင်း BRI စီမံကိန်းရဲ့အစိပ်ပိုင်းဖြစ်တဲ့စီမံကိန်းများကိုဆက်လက်အကောင့်ထဲပို့ဖို့ အကြမ်းဖက်စစ်ကောင်စီနဲ့ဆက်ဆံရေးကောင်းမွန်ရန်တရုတ်အတွက်လိုအပ်နေပါတယ်။နေဆက်တည်ငြိမ်ရေးနဲ့ပတ်သက်ပြီးကိုကန်ဒေတာကဲ့သို့နေဆက်ဒေတာများမှ တိုက်ပွဲများ ဖြစ်ပွားခြင်းကိုတရုတ်ကအလွန်စိုးရိမ်ပြီး နေဆက်ဒေတာတည်ငြိမ်ရေးအတွက်အကြမ်းဖက်စစ်ကောင်စီနဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့များကြားတန်တမာရေးရဂျားဝင် ဆောင်ရွက်မှုများပြုလုပ်နေတာကိုလည်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။ တရုတ်ဟာပြည်တွင်းရေးမဆွတ်ဖက်ရေးမှုကိုဘလောက်ပဲကင်ဆွဲကင်ဆွဲတကယ်တမ်းမှာမြမပြည်တွင်းရေးကိုတရုတ်ဟာထဲထဲဝင်ဝင်ပတ်သက်နှောက်ရှက်နေတယ်ဆိုတာကိုမျက်ဝါးထင်ထင်တွေ့မြင်နိုင်မှာဖြစ်ပါတယ်ဒီကနေ့တရုတ်ရဲ့လုပ်ရက်တွေဟာမြမຫນွေဦးတော်လန်ရေးကိုကြီးစွာသောနှောက်ရှက်မှု ဖြစ်စီပါတယ် အိန္ဒိယနိုင်ငံကလည်းကမ္ဘာအကြီးဆုံးဒီမိုကရေစီနိုင်ငံတွေထဲကတနိုင်ငံဖြစ်တည်နေချင်းမြန်မာဒီမိုကရေစီ ပြိုလဲမှုကိုစိုးရိမ်ပေမဲ့၎င်းရဲ့လုံခြုံရေးနဲ့ပထဝီနိုင်ငံကြီးလိုအပ်ချက်များကိုအကျိုးစီးပွားတွေကိုပုံမူအလေးထားပါတယ်။အိန္ဒိယဟာလုံခြုံရေးကိုဦးစားပေးပြီးတော့အိန္ဒိယရဲ့အရှင်းမြောက်ပြည်နယ်များမှာလှုပ်ရှားနေတဲ့လက်နက်ကိုင်ဖွဲ့စည်းများဥပမာ NSCN ULFA ကိုမြန်မာနယ်စပ်မှာဖျက်ကျော်နှိမ်နင်းရာမှာအကြမ်းဖက်စစ်ကောင်စီရဲ့အကူအညီကိုလိုအပ်နေပါတယ်။ယူကောက်ပေါ်နဲ့ပတ်သက်ပြီးတော့အိန္ဒိယဟာတရုတ်လိုပဲအတူရောင်ယူကောက်ပွဲကိုလူသိရှင်ကြားပြင်းပြင်းထန်ထန်ကန့်ကွက်မဲ့လမ်းကြောင်းကိုရွေးချယ်မှာမဟုတ်ပါဘူး။၎င်းတို့ဟာမြန်မာနိုင်ငံမှာတာမန်အခြေအနေကိုပြန်လဲရောက်ရှိစေမဲ့မိသည့်လုပ်ငန်းစဉ်ကိုမဆိုသဘောတူမှာဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းကိုပြန်သွားရန်တိုက်တွန်းတဲ့တန်တမာနီးလန်းကိုလည်းအတိုင်းတာတစ်ခုထိဆက်လက်အသုံးပြုဝယ်ရှိနေပါလေ။အိန္ဒိယရဲ့မျိုးသားလုံခြုံရေးအတွက်မြန်မာစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်မှု မရှိမဖြစ်လိုအပ်နေတယ်ဆိုတာကိုလည်းအိန္ဒိယကထုတ်ဖော်ပြသနေပါလေ။ကလတန်မြေဝမ်းစီမံကိန်းဘင်္ဂလားပင်လယ်ဝန်းမတဆင့်အိန္ဒိယရဲ့အရှိမျောက်ပြည်နယ်များနဲ့ဆက်သွယ်ပို့ဆောင်ရေးစီမံကိန်းကိုဆက်လက်အကောင်အထည်ဖော်ဖို့ အကြမ်းဖက်စစ်ကောင်စီနဲ့လုပ်ငန်းဆက်ဆံရေးကိုလည်းအိန္ဒိယကလူလာနေပါတယ်။အိန္ဒိယဟာမြန်မာနိုင်ငံပေါ်တရုတ်ဩစာလွန်ကဲလာမှုကိုစိုးရိမ်တဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ကောင်စီနဲ့ဆက်ဆံရေးကိုလုံးဝမဖြတ်တောက်ပစ်ဖဲဟန်ချက်ညီအောင်ထိညိသွားမှာဖြစ်ပါတယ်။မိတို့ပင်ဆိုစီအတူရောင်ရွေးကောက်ပွဲဟာဆေယနာရှင် စနစ်ရဲ့တက်တန်းကိုဆွဲဆန့်ဖို့နဲ့ ၎င်းတို့ရဲ့ရာဇဝတ်မှုများကိုဖုံးကွယ်ရန်အတွက်ဖန်တီးထားတဲ့ပြဇာတ်တစ်ခုသာ ဖြစ်ပါတယ်မြန်မာပြည်သူများရဲ့စစ်မှန်တဲ့ဆန္ဒဟာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ထောင်ရန်ဖြစ်ပြီးနိုင်ငံတကာမှလည်းအကြမ်းဖက်စစ်အာဏာရှင်အဖွဲ့ရဲ့ဤဟန်ပြလှုပ်ဆောင်မှုကိုငြင်းပယ်ပြီးတော့အမျိုးသားညီညွတ်ရေးဆိုရ NUG နဲ့ဒီမိုကရေစီလှုပ်ရှားမှုများကိုသာဆက်လက်ထောက်ခံပံ့ပိုးပေးကြဖို့ရည်တကြီး လိုအပ်နေပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်